ဟောက်ဖလူဒါကျွန်တော်တို့မှာလက်ရှိဆိုရင်ကျွန်တော်ဖလူဒါ series မှာဆိုရင်၁၇မျိုးရှိတယ်။ဒါဆိုရင် cheese strawberry ဖလူဒါပါ။ဒါနောက်ဆုံးထွက်တာလည်းဖလူဒါ series ပေါ့နော်။ဟုတ်။ဖလူဒါက8500နေပြီးတော့15500ရှိရှိပါတယ်။ဟုတ်။အတွင်းနေရတာပါဟုတ်။ဒီကျွန်တော်တို့ငယ်ဘဝမှာလည်းဒီ ice cream တွေနဲ့ပဲကြီးနေတာတော့ဗောနော်ကျွန်တော်တို့ကလည်း ice cream နဲ့ပတ်သက်ပြီးတော့ faction ဲတော်တော်လေးယူရှိတယ်ခင်ဗျာဟုတ် ice cream လည်းချစ်တယ်အဲကိုယ်တိုင်လည်းတအားကြိုက်တယ်ကြိုက်တဲ့အတွက်ကြောင့်မို့လို့ဟိုကိုယ့်ရဲ့ customer တွေဒီဆိုင်ကိုစောင့်ပွင့်နေတဲ့စီမှာလည်းဒီ customer တွေအားလုံးကိုပျော်ရွှင်စေတဲ့ဒီစံတာတွေပေါ့နော်ကျွန်တော်တို့ကဒီဆိုင်ကိုစပစ်တာပါအခုကျွန်တော်ဆိုင်ဝင်လာတဲ့ customer တွေဆိုရင်အဲလာပြီးလို့ရှိရင်စိတ်ချမ်းသာပြီးပြန်တဲ့ customer များပါတယ်ဘယ်လို customer တွေအတွက်ပျော်ရွှင်မှုတစ်ခုကိုကျွန်တော်တို့ယူဆောင်ပေးနိုင်အောင်လို့ design လေးကိုစောင့်ဖြစ်ကြတာပါခင်ဗျာပြောရရင် K2 ကကိုပိုင် brand ပေါ့ K2 ကလည်းကျွန်တော်တို့ကဟိုပါပေါ့ meaning meaning လေးတစ်ခုရှိတယ် K2 ဆိုတဲ့ date ကခီနှလုံးကိုကျွန်တော်တို့ကပေါင်းထားတော့ပေါ့နော်အဲအဓိကကကျွန်တော်နာမည်နဲ့ကျွန်တော်မြမလီနေပေါ့ကျွန်တော်နေ့ကတော့ခီနဲ့စတဲ့အတွက်ဒါအမေကိုစပြီးတော့ဒီ brand ကိုစပြီးတော့ဟိုဒီချောင်းလေးကကျွန်တော်တို့မောင်မနှစ်ယောက်ရဲ့နာမည်ရဲ့အစလုံးလေးကိုယူပြီးတော့ K2 ဆိုပြီးပြီးခဲ့တာပေါ့နော်ကျွန်တော်ရေခဲမှုကြောင့်ဆိုရင်ဒီအကောင်းဆုံးတော့ဒီထိတ်လေးကိုပေါ့နော်ဒီလိုလေးဖောက်ပြီးတော့စတာပိုကောင်းပါလိမ့်ဆိုရင်အရေးကမှုကြောင့်အကြောဒီအတွင်းမှာရေကင်းမှုတားလေးပိုင်းအပြင်းအစီကူနဲ့ကြောင်ရတာဖြစ်တဲ့ကြောင့်ဟိုအပြုံမြင်တဲ့ အနေထားလေးတော့ရှိတယ်။ဒါကြောင့်ကျွန်တော်တို့က customer တွေတုံးဆောင်မယ်ဆိုရင်ကျွန်တော်တို့ဒါချလိုက်တာနဲ့ဟိုပူပူနွေနွေလေးချက်ချင်းလေးတုံးဆောင်ပြီးတော့ကျွန်တော်တို့မှားလေးရှိတယ်ပေါ့နော်။လရှိရတော့အရင်လူစားများနေတော့ဒူရင်ပေါ့ခင်ဗျဒူရင်ဖာလူတာရဲ့စတော်ဘယ်ရီဖာလူတာနဲ့ဒါအဲ top bat ဒီနောက်တစ်ခါဟိုပါပေါ့စိန်တလုံးတည့်ရတီဖာလူတာပေါ့အဲဒါတွေကအခုလက်ရှိအစားများပါတယ် တက်သိမ်းပေါင်း3000ကျော်တန်ဖိုးရှိတဲ့ YCBNC ရဲ့လန်လန်လန်ခဲချစ်ကန်ဆတ်နဲ့အစီအစဉ်မှာပါဝင်ပြီးအလန်းစားဆူရဲဆောင်တွေကိုရယူလိုက်ပါ။ iPhone 16 Pro နှလုံး motorcycle 10သည်သိန်း5000စတဲ့ငွေသားစုမဲတဲ့အပြင် YCBNC စစ်ကတ်တွေကိုရယူကန်တူးနိုင်မဲ့အခွင့်အရေးကြီးဖြစ်ပါတယ်။ဒီဆက်ရဆေးဆိုင်မှာ YCBNC ကိုဝယ်ဘူးကမှာပါတဲ့ခက်ချစ်ကန်ဆန်းတွေကိုချစ်ပြီးတော့ဒန်းစားစုလက်ဆောင်ကိုအခုပဲရယူလိုက်ပါ။ YCBNC စစ်ကတ်ကိုဝယ်ပြီးခက်ချစ်ကန်ဆန်းပဲကတ်ကိုတိုင်မှတောင်းယူဖို့မမင်းနဲ့အောင်။ခုံအားပြည့်ဝကျမ်းပါဖို့ YCBNC တောက်ကြစို့။ ျွန်တော်ဆိုင်နာမည်ကတော့ K2 Ice Cream and Cold Drinks ဖြစ်ပါတယ်။ဆိုင်လေးစာကတော့အမှတ်9မြစ်တာလန်တတိယကွက်တောင်းကလာဖြစ်ပါတယ်။ဝေဇင်နာ City Map အရှေ့လမ်းမှာဟုတ်ဝင်လိုက်ရင်9အိမ်မြောက်ပါခင်ဗျ။ဟုတ်ကဲ့ဝေဇင်နာလမ်းမဘက်ကဝင်ပုံနီးပါတယ်။ ဖုန်းနံပါတ်ကတော့39963 nga li long khon ma chanarou ga adika ga raw ice cream ne cold drinks phit de twa ice cream menu ri mya mae ma faluda domino nat tauk da naw ga fresh juice ri bo no a dai ga raw mya ba de khmyar tacha ga raw di nilisa twa so yin thamin jaw ro mama jaw ro no takoyaki ro a dai li ri ya ba de hoh အဲကျွန်တော်တို့ဆိုင်ဖွင့်တာတော့2000မှာစပါတယ်ဟုတ်2000မှာကျွန်တော်မြောက်ဝတီမှာပေါ့နော်အခုလက်ရှိထိလည်းဆိုင်ရရှိပါတယ်ဖွင့်ထားပါတယ်2000ကနေစဖွင့်ပါတယ်ခင်ဗျာဟုတ်အဲဒါဒါကတော့လက်ရှိရန်ကုန်ဆိုင်ခွဲအနေနဲ့ပထမဆုံးကျွန်တော်တို့ပြီးခဲ့တဲ့နှစ်၈လပိုင်း32ရက်နေ့ကစဖွင့်ထားပါခင်ဗျာဟုတ်ကဲ့ဒုတိယမြောက်ဆိုင်ပါဟုတ်ကဲ့ Icecream အဓိကပေါ့ခင်ဗျာဟုတ်အဲ Faluda series ကခင်ဗျာ9500နေပြီးတော့15500တိရှိပါတယ်ဟုတ်ဟုတ်ကဲ့အရသာလက်ရှိဆိုရင်ကျွန်တော်တို့အသစ်ထွက်တာတဲ့ အရာသာနေနဲ့ပေါင်ရင်၁၁မျိုးရှိပါတယ်ဟုတ်အခုလက်ရှိကတော့ကျွန်တော်တို့အဓိကလူစားများတာဒူရင်းသီးပေါ့နော်ဒူရင်းသီးရှိမယ်နောက်တစ်ခါစိန်တလုံးသိရသီးဖာလူတာထောပတ်သီးဖာလူတာကတော့လက်ရှိလူစားတအားများနေပါတယ်ပေါ့နော်ဟုတ်ဟုတ်ကဲ့ရေခဲမုတ်ကကျွန်တော်တို့မွန်ထောင်းဒူရင်းသီးနဲ့လောက်တာနေဒူရင်းသီးရေခဲမုတ်ဖြစ်ပါတယ်ဟုတ်အနှစ်ကတော့ကျွန်တော်မြန်မာသီးသုံးပါတယ်ခင်ဗျာဟုတ်အဲလက်ရှိကတော့တစ်နှစ်ပတ်လုံးရတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ဒါပေမဲ့အဲယာသီးတော့ဒူရင်းသီးပေါ်တဲ့ယာသီးမှာတော့လူစားပုံများပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့တစ်နှစ်ပတ်လုံးရပါတယ် အစည်းမတက်ပါဘူးဒီစည်းပါပဲခင်ဗျာဟုတ်1500ပါခင်ဗျာဟုတ်ဒါဆိုရင် cheese strawberry falooda ပါဒါနောက်ဆုံးထွက်တာတဲ့ falooda စီးပြီးပေါ့နော်ဟုတ် falooda က9500နေပြီးတော့1500ဒီရှိပါတယ်ဟုတ်အဲ့တော့ဒူရင်းဒီရှိမယ်ဒူရင်းဒီမကြိုက်တဲ့လူဆို strawberry နဲ့စားလို့ရမယ်ထောပတ်သီးနဲ့ရမယ်နောက်တစ်ခါဟိုတူတူကြကြဆိုရင်ပေသီးပေါ့ပေသီးရမယ်အသီးဆုံးကြိုက်တဲ့လူကြတော့တစ်သီးဆုံး ဖာလူဒါရှိတယ်ပေါ့နော်နောက်တစ်ခါ cheese နဲ့ကြိုက်ကြိုက်လို့ရှိရင် cheese ဖာလူဒါဒါဒါမှမဟုတ် strawberry cheese ပေါ့အဲ့ဒါလေးတွေရပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့တကယ်ဒီဖာလူဒါဆိုလဲစိတ်တလုံးအနှစ်နဲ့ပေါ့ကျွန်တော်တို့လုပ်ပေးပါတယ်ဟုတ်ဈေးကတော့ကွာတယ်ခင်ဗျာ9500ကနေပြီးတော့ကျွန်တော်တို့15500အထိရှိပါတယ်အဲဒီကတော့ပွဲတော်အုပ်ပါခင်ဗျာဟုတ်ရေကဲမို့ပွဲတော်အုပ်ပါနော်ဟုတ်ကဲ့ရေကဲမို့ကိုလုံးပါပါတယ် အဲရေကဲမှုကိုလုံး wishmin cream cookie လေးတွေပါမယ် jelly လုံးလေးတွေပါမယ်ခင်ဗျာဒါကတော့လက်ရှိကျွန်တော်တို့ကဟိုပေါ့မိသားစုများများနဲ့လာတဲ့အခါအတူအတူတကွအစားလို့ရအောင်အရသာ၉မျိုးလုံးခန်းစားလို့ရအောင်ဒါဒီ menu လေးကိုထုတ်တာလာဖြစ်ပါတယ်ဟုတ်အဲဒီကတော့တပွဲကို18500ပါခင်ဗျာဟုတ်ကဲ့အကလေးလူကြီးရောကြိုက်ပါတယ်မိသားစုများများလာတဲ့အခါအရသာ၉မျိုးလုံးတစ်ခါတည်းစားလို့ရတယ်ဆိုတော့ကြိုက်ကြပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ကရွေးချယ်တယ်ဆိုလည်းအဆင်ပြေတယ်အဆင်ပြေအောင်လုပ်ပြီးတော့ပေါ့နော်အဲတစ်ခါပါလို့ဆိုတော့ကျွန်တော်တို့မှာအဲတခြားဒူးရင်းဒီရသာရှိမယ် ပူရှင်းပေါ့နော် mint chocolate chocolate chip ရတာတွေရှိတယ်ဒီရတာတွေရတဲ့တချို့ customer တွေကမကြိုက်တဲ့အခါမှာအာကျွန်တော်တို့သဘောရထည့်ပေးလိုက်လို့ရှိရင်အဆင်မပြေဖြစ်သွားနိုင်တာလေးရှိတယ်ပေါ့နော်အဲ့ဒီကြောင့်မို့လို့အာကျွန်တော်တို့ကပေးရွေးပါတယ်ခင်ဗျဟုတ်ရွေးချက်မယ်ဆိုလည်းရပါတယ်အခုမရွေးချက်ဘူးအာရတာအစုံလုပ်ပြီးပါဆိုလည်းကျွန်တော်တို့စီစဉ်ပေးပါတယ်ဟုတ်ကဲ့အထဲမှာကျွန်တော်တို့ cookie ice cream 4 scoop ပါမယ် အဲနောက်တစ်ခါဒီ ice cream cone လေးပါမယ်အလားဆင်ထားတယ်နောက် wafer ချောင်းလေးတွေဒါ jelly cherry တွေ cheese တွေပါမယ်နောက်တရားရုပ်ပေါ့နော်အဲဒီ menu ကတော့ကလေးတွေထဲမှာအရင်ရေပန်းစားတဲ့ menu ဖြစ်ပါတယ်ဟုတ် ice cream cone နဲ့ပါ ice cream cone က chocolate ရတာပါကလေးတားကြိုက်ပါတယ်ဘာဆိုဒီကျွန်တော်တို့ဒီမှာလက်ရှိပါတဲ့တရားရုပ်လေးတွေပေါ့နော်အဲ့တရားရုပ်တွေဆိုရန်ကုန်မှာမရမရနိုင်ဘူးပေါ့နော်တော်တော်ရှားပါတယ်ခင်ဗျကျွန်တော်တို့ဘန်ကောက်ကနေပြီးတော့တွင်းထားတဲ့တရားရုပ်လေးတွေပေါ့ဟုတ် အင်ဂရီယန့်တော်တော်များများဘန်ကောက်လာတာခင်ဗျာဟုတ်ဟုတ်ကဲ့ရေခဲမုတ်ကတော့ကျွန်တော်တို့ဟိုထိုင်းလန်မိတ်ပေါ့နော်ကျွန်တော်တို့ကကိုယ်တိုင် import import and distribution လည်းလုပ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့သူကတရားရုပ်လေးတွေခင်ဗျာဟုတ်တရားနဲ့လုပ်တာဟုတ်ကဲ့2000ခုမြောက်ပြီးမှာစိုင်းစားဖွင့်နေရကျွန်တော်တို့ကဒီ ice cream distribution လည်းလုပ်တယ်အဲနောက်တစ်ခါဒီ faluda တို့ပေါ့နော်ခုနကပြောတဲ့ K2 ကကိုယ်ပိုင် brand ပေါ့ K2 ကလည်းကျွန်တော်တို့ကဟိုပါပေါ့ meaning meaning လေးတစ်ခုရှိတယ်အဲ K2 ဆိုတဲ့အဓိပ္ပာယ်က K နှလုံးကိုကျွန်တော်တို့ကပေါင်းတာတော့ပေါ့နော် အဲအဓိကကကျွန်တော်နာမည်နဲ့ကျွန်တော်ညီမလေးနဲ့ပေါ့ကျွန်တော်နှစ်ယောက်လောကီနဲ့စတဲ့အတွက်ဒါအမေတို့စပြီးတော့ဒီ brand ကိုစပြီးတော့ဟိုဒီထောင်တဲကကျွန်တော်တို့မောင်နှမနှစ်ယောက်ရဲ့နာမည်ရဲ့အစလုံးလေးကိုယူပြီးတော့ K2 ဆိုပြီးပေးခဲ့တာပေါ့နော်ဟုတ်ကဲ့ဟုတ် ဟုတ်ကဲ့အအဓိကငါချောင်းမဆိုးရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့က artificial တွေကိုအလုံးလုံးဝမသုံးတာဘူးပေါ့နော် artificial ingredient တွေမပါဘူးနောက်တစ်ခါ chemical တွေမပါဘူးအတဘာဝနဲ့အနည်းဆက်ဆုံးဖြစ်အောင်ဆိုကျွန်တော်တို့ဒါ factory ကနေပြီးတော့အဒါ recipe တွေကိုတခြားလေးလောက်တာပြီးတယ်အဲ့ဒီတော့ကြောင့်ဟိုကလေးငယ်ကစပြီးတော့ဒါလူကြီးထိပေါ့နော်အကျွန်တော်တို့က100% confident ရှိတာအလုံးဝချောင်းမဆိုးဘူးကျွန်တော် ice cream စားရင်လေချောင်းမရဘူးနော်နေမကောင်းမဖြစ်ဘူးပေါ့နော်ဒါတွေကိုတော့ကျွန်တော်တို့အာမခံနိုင်ပါတယ်ခင်ဗျာဟုတ် အဲလူကြိုက်အများဆုံးကတော့လက်ရှိဆိုအုံစိမ်းပေါ့နော်ဟုတ်ကဲ့အုံစိမ်းဆိုကျွန်တော်နတ်တတီကိုကိုလို့ခေါ်ပါတယ်ဟုတ်အုံစိမ်းရသာကတော့အထဲမှာအုံချိလီပက်လေးပါတယ်သူကအယောင်ကတော့အစိမ်းအောင်လေးပေါ့နော်အဲဒီရသာကတော့ဒါကတ်စတမာနေဂျာထဲမှာလူကြိုက်အများဆုံးဖြစ်တယ်နော်အလှူမင်္ဂလာဆောင်ပွဲတွေမှာလည်းအသုံးအများဆုံးဖြစ်ပါတယ်မဟုတ်ဟုတ်ကဲ့အော်ဒါမှလို့ရပါတယ်ခင်ဗျာအလှူတော့လေး ဟုတ်ကဲ့ကျွန်တော်တို့ကဟိုပါအဲရှစ်လက်မပတ်လေစီကီဂျီပုံပေါ့နော်ဒီစီကီဂျီပုံဆိုတဘုံကိုကျွန်တော်အလုံးကြီး100နဲ့120ကြာလောက်ထွက်ပါလေခင်ဗျအဲတဘုံကို9000ကျွဲကျန်နှုန်းနဲ့ရောင်းချပေးပါလေခင်ဗျဟုတ်ယူယူကတော့ကျွန်တော်အသီးတွေမပါဘူးပေါ့နော်ယူယူ base ပဲအဲကျွန်တော်တို့ရဲ့ဒီကျွန်တော်တို့စီမှာအလုပ်တာရယူရီယာကြောက်ချော်ပေါ့ယူရီယာကြောက်ချော်ပါမယ်ဆေးကလမတ်ကြောက်ချော်ဆေးကလမတ်ပါမယ်ပင်ပွားပါမယ်ကြောက်ဖြုံယူပါမယ်နောက်ပေသီးပေါ့နော်ပေသီးဆိုဒီကရန်ကုန်ကလူတွေဆိုရင်တော့ဟိုတိတာနေနေနေတယ်ပေသီးကထန်းသီးနဲ့တူတယ် နှလုံးကျန်းမာရေးအတွက်ကောင်းတယ်ပေါ့နော်အဲပီဒီကျွန်တော်တို့ထည့်ပေးတယ်နောက်ပြီးဒါယူရီးယားကအဲဂျယ်လီဂျယ်လီလေးတွေပါမှာပေါ့အဲ့ဒီ base နဲ့ကျွန်တော်တို့ဒီ ice cream နဲ့နွားနုနေပေါ့ဒီကတော့အဲ yuyu falooda ပေါ့နော်ခင်ဗျာဟုတ်အခုလက်ရှိကတော့အရန်လူစားများနေတော့ဒူးရင်ပေါ့ခင်ဗျာဒူးရင် falooda ရဲ့ strawberry falooda နဲ့ဒါအဲ top patty နောက်ကဟိုပါပေါ့အချိန်တလုံးတည့်ရသည့် falooda ပေါ့အဲဒါတွေကတော့အခုလက်ရှိအစားများပါတယ်အဲဆိုင်မှာထိုင်စားမယ်ဆိုရင်တော့ကျွန်တော်တို့1 scoop ကိုကျွန်တော်3000လောက်ကြပါတယ်ခင်ဗျ။ဟုတ်ကဲ့ပုံလိုင်းရောပိုတက်တာပါတယ်ခင်ဗျ။အဲအလူမင်္ဂလာပွဲတွေအတွက်ဆိုကျွန်တော်တို့ဒါ City Zone ခွက်ကိုကျွန်တော်တို့ဒါငှားကမယူဘဲနဲ့ငှားပေးပါတယ်။ဒါပေမဲ့ကျွန်တော်တို့ deposit လေးတော့တင်ပေးရပါတယ်ခင်ဗျ။ဒါပြန် Zone ခွက်တွေလည်းပြန်အပ်တဲ့အခါကျွန်တော် deposit refund လုပ်ပြန်လုပ်ပေးပါတယ်ခင်ဗျ။ အဲမှားလို့ရတယ်ကျွန်တော်တို့အကြိမ်ဟိုတရက်ကြုံမှာပြီးတော့အကောင်းဆုံးပေါ့ကျွန်တော်တို့ပြင်ဆင်ချိန်လေးလေးရတာပေါ့နော်ဟုတ်တရက်ကြုံမှာပြီးရင်နောက်နေ့ဆိုရင်အဆင်ပြေပါတယ်ခင်ဗျာဟုတ်အပြင်ပြေးတယ်လို့တော့ထည့်ပြီးလို့အဆင်မပြေပါဘူးခင်ဗျာအဓိကတော့ကျွန်တော်တို့မန်ပါဝါလိုအပ်ချက်ကြပေါ့နော်ဟုတ်အဲကြောင့်ဇွန်းခွက်တွေတော့ငှားပြီးရင်ကျွန်တော်တို့ဖော့ပုံရေခဲကြောက်ပြာအဲ့ဒါတွေတော့အကုန်ငှားပြီးလို့ရပါတယ်ခင်ဗျာဟုတ်โอเคအဲကျွန်တော်တို့စိုင်နမေကတော့ K2 Ice Cream and Golden ဖြစ်ပါတယ်အဲလိပ်စာကတော့အမှတ်9မြစ်တာလန်ကျွန်တော်17ရက်ကွယ်တောင်းကလာပန်းမြို့နေပါကျွန်တော်ဝေဇန္နာလမ်းမကြီးကနေဝင်မယ်ဆိုရင်9အိမ်မြောက်ပါခင်ဗျဟုတ် ကျွန်တော်ဆိုင်ဖွင့်ချိန်ကတော့မနက်9:00နာရီခွဲကနေပြီးတော့ည8:00နာရီခွဲထိဖွင့်ပါတယ်ခင်ဗျာဟုတ်ဖုန်းနံပါတ်ကတော့39 0523 5လုံးခွန်ဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုလက်ရှိဆိုရင်ကျွန်တော် Greg နဲ့ချိန်ကြပါတယ်အဲ့တော့ Greg အဲ Greg delivery service ရတဲ့ကျွန်တော်တို့နှစ်မိုင်ပတ်လေပေါ့နော်အဲ့ဒါဆိုရင်တော့အဆင်ပြေပါတယ်မှားလို့ခင်ဗျာဟုတ် Greg ကနေကြတော့ Greg application ကနေမှားလို့ရပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒါဟိုပါပေါ့လေယူမဲ pick up ပေါ့နော် pick up လေယူမဲဆိုရင်တော့ကျွန်တော်ဖုန်းနံပါတ်လေးကိုဆက်ပြီး order ကြိုမှားလာလို့ရပါတယ်ခင်ဗျာကျွန်တော်တို့ကြိုပြင်ထားပေးပါတယ်ခင်ဗျာအဲ site page ရကတော့မရှိပါဘူးခင်ဗျာဟုတ်ပေးရမရှိဖွင့်ပါတယ်ခင်ဗျာ page name ကတော့ K2 Ice Cream and Cold Drinks ပါခင်ဗျာ နေမှားရောရတာရှင် page ကနေမှားလည်းရပါတယ်ခင်ဗျာဟုတ်အဲဒီ design ကိုဘာကြောက်ဖွင့်ပြလဲဆိုတော့ကျွန်တော်တို့ကဒီကျွန်တော်တို့ငေဘွားမှာလဲဒီ ice cream တွေနဲ့ပဲကြီးပြင်းလာတာပေါ့เนาะကျွန်တော်တို့ကလည်း ice cream နဲ့ပတ်သက်ပြီးတော့ packaging တော်တော်လေးယူရှိတယ်ခင်ဗျဟုတ် ice cream ကိုလည်းချစ်တယ်အဲကိုယ်တိုင်လည်းတအားကြိုက်တယ်ကြိုက်တဲ့တဲ့ကြောင့်မို့လို့ ဟိုကိုယ့်ရဲ့ customer တွေဒီဆိုင်ကိုစဖွင့်ပြတဲ့စီမှာလဲဒီ customer တွေအားလုံးကိုပျော်ရွှင်စေတဲ့ဒီ center တွေပေါ့เนาะကျွန်တော်တို့ကဒီဆိုင်ကိုစပြစ်တာပါဟိုကျွန်တော်ဆိုင်ကိုလာတဲ့ customer တွေဆိုရင်အဲလာပြီးလို့ရှိရင်စိတ်ချမ်းသာပြီးပြန်တဲ့ customer များပါတယ်အဲလို customer တွေအတွက်ပျော်ရွှင်မှုတစ်ခုကိုဟိုကျွန်တော်တို့ယူဆောင်ပေးနိုင်အောင်မူဒီဆိုင်လေးကိုစဖွင့်ပြတာပါခင်ဗျာခဏခဏမကြမ်းကြလာပါလေဒီဆိုင်လေးကောင်းတယ်ဆိုလို့အဲမစုံစမ်းထားပြီးခုနကပဲရှိသေးတယ်ဆိုလို့လीဟုတ်တယ်လား အဲ့ဒီဆိုင်ရိုးလာစားလာနိုင်တဲ့တကယ်ရှိတာ300 300 300ရန်ပြစ်ပြီးတော့ပြန်ချစ်ကြတာအန်ဒီတို့အုပ်စုပါတလားတစ်ခါမှမွေးနေထက်တဲ့လူ2ယောက်3ယောက်ရှိရင်တလားမှာ2ယောက်2ခါ3ခါစားပါတယ်မွေးနေစားမပေးဘူးတကယ်ကြီးကမွေးနေစားပေးစရာမလိုဘူးမလိုအောင်အဲ့လောက်ထိနောက်နေ့ကျန်တဲ့မွေးနေရှင်တွေကိုလည်းဒီမှာလာစားဖို့ဖိတ်ခေါ်လိုက်မယ်နော်ဒီမှာလာစားဖို့ဖိတ်ခေါ်မယ်ကျန်တဲ့မွေးနေတွေရှိသေးတယ်ဟုတ်ပါတယ် မတို့အနော်အလကတုံးချောက်တွေ့တွေပါအပြိုကြီးဒါပြိုကြီးဒီမှာအပြိုကြီးဒီမှာအပြိုကြီးနေကြီးနေမိသားစုတို့ဖြစ်တဲ့အတွက်နှစ်ပေါင်း40ကျော်ပြီပေါ့နော်50ဒီပါဆိုတော့ဘာပဲပြောပြောဘာပဲပြောပြောနော်မိသားစုတို့ဖြစ်နေရောယောက်ျားတွေကလည်းဒီလိုနဲ့တော့ဘာမှမပြောဘူးပြဿနာမရှိဘူးပေါ့နော်အလုံးအလုံးအဆင်ပြေတယ်ဟဲ့ကာရာအိုကေသွားတယ် ကာရာအိုကေဆိုသူကရမ်းဆိုကောင်းတယ်သူသွားကြတယ်ညာရင်ကြီးသွားလိုက်ရတယ်ညာရင်ကြီးသွားလိုက်ရတယ်အတူသူကလှူရာတန်းတာရှိရသမီးကလှူရာတန်းတာဆိုလို့ရှိရင်အန်ဒီလို့ဆိုလို့ရှိရင်တော့မိုင်းဖုန်းဝင်စီရတော့ဖရားရဲ့အကြောင်းဆိုညာရင်သွားလှူကြတယ်ဒါဒါစားတဲ့တတ်တဲ့ချိန်လှူတဲ့ချိန်ရှိသေးတယ်နေ့စအလှူရှိတယ် တနေ့တခါအလူရှိတယ်တနေ့တခါလူတယ်ဒါရေခဲမှုကြော်ပါခင်ဗျာဟုတ်8500ပါဟုတ်ဟုတ်အထဲမှာတော့ကျွန်တော်ကိုကိုနဲ့ ice cream တုံးထားပါတယ်ဟုတ်စိုက်တဲ့ရေခဲမှုတော့မရပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ signature menu ဖြစ်နေလို့ပါကျွန်တော်ရေခဲမှုကြော်ဆိုရင်ဒီအကောင်းဆုံးတော့ဒီထိတ်လေးကိုပေါ့နော်တော်တော်လေးဖောက်ပြီးတော့စားတာပိုကောင်းပါတယ်ဆိုဒီမှာဆိုရင်ကိုအထဲမှာတွေ့ရမှာရေခဲမှုအသားလေးပါဟုတ်ကဲ့တွေ့ရမှာမသိဘူးအပေါ်တော့ဟိုမုတ်နှစ်တွေပေါ့နော်ဟုတ် တော့ရေခဲမှုကြုံကကျတော့ဒီအတွင်းမှာရေခဲမှုအသားလေးပါတယ်အပြင်ကစီပူနဲ့ကြုံရတာဖြစ်တဲ့အတွက်ဟိုအပြုံမြန်တဲ့အနေထားလေးတော့ရှိတယ်အဲကြောင့်ကျွန်တော်တို့က customer တွေတုံးဆောင်မယ်ဆိုရင်ကျွန်တော်တို့ဒါချလိုက်တာနဲ့ဟိုပူပူနွေးနွေးလေးချက်ချင်းလေးတုံးဆောင်ပေးဖို့ကျွန်တော်တို့မှားလေးရှိတယ်ပေါ့နော်ဟုတ်အဲအမပြောချင်တာရေခဲမှုအလိတ်လားခင်ဗျအဲ့ဒါကျတော့အောက်ကနေအေးဘန်းနေပေါ့နော်ဟုတ်ဒါရေခဲမှုလိတ်တာကျွန်တော်တို့ကျတော့ဒါရေခဲမှုကိုစီနဲ့အဲကြော်ထားတဲ့ပုံစံပေါ့နော်ဟုတ်ဟုတ် ဒါ deep frying ice cream လို့လည်းခေါ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါကျွန်တော်တို့ဆိုင်မှာဆိုလူတိုင်းများပါခင်ဗျာဟုတ်အဲငါပြောသီးကတွဲဖက်ပြီးတော့သုံးဆောင်လို့ရအောင်ကျွန်တော်တို့ကထည့်ပေးတာပါအဲတချို့ complain ဆိုရင်ကျွန်တော်တို့ဘက်ကဒါမှားခဲ့တဲ့အမှားတွေရှိလို့ရှိရင်ချက်ချင်းလဲပေးတယ်ခင်ဗျဒီတော့ကိုလည်းကျွန်တော်တို့ကဘာမှ addition နဲ့ changes လည်းမယူပါဘူးခင်ဗျ ဟုတ်ကဲ့တပွဲလုံးလေးပြီးပါတယ်ခင်ဗျအဖြစ်ခဲ့ပါတယ်ခင်ဗျဖြစ်တာတော့ရှိပေမဲ့ဖြစ်ခဲ့ပါတယ်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတော့ PD data ဖြစ်ပါတယ်။ဒါဆိုတော့ကျွန်တော်တို့လက်စားတဲ့ customer အများစုကကျွန်တော်တို့ကျွန်တော်အမီအရွယ်ပေါ့နော်။ကျွန်တော်အမီရွယ်အဲအသက်ရွယ်အပိုင်းခြားဒီ customer တွေများပါတယ်ခင်ဗျ။လာလို့ရှိရင်လည်းအဲတငယ်ချင်းအပေါင်းအသင်းတွေနဲ့ပေါ့နော်။အများကြီးပဲလာပေးကြပါတယ်။အဲ့တော့တို့တွေအားလုံးစုစုစည်းစည်းနဲ့ဆိုင်ဝင်လာတဲ့မွေးနေ့ပွဲတွေလုပ်တယ်။အဲစားကြတာကိုတွေ့တဲ့အခါမှာကျွန်တော်တို့ PD data ဖြစ်ပါတယ်ခင်ဗျ။ဒါဆိုတော့အသက်ကြီးလာတဲ့အမျှလူတွေကဟိုတယောက်နဲ့တယ ောင်ဆုံမှုဆိုတာမလွယ်ဘူးပေါ့နော်ဒါပေမဲ့ဒီအသက်ကြီးလာတဲ့အဲဒီအသက်50 60ဝန်းကျင်လာလို့ရှိရင်လည်းကတငယ်ချင်းတွေအများကြီးနဲ့လာတာကိုတွေ့တဲ့အခါမှာဟိုတားပီတီဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီဘက်ဒီဘက်ကို နီးတဲ့အချိန်ကျွေးလာဒီကိမို့စားဖို့ကံပါလာဘောဟဲ့။အဲ။ဟာကြည့်ငါမလိုက်တော့လို့ထင်တာဒီကိမို့စားဖို့ငါကံပါလာတာဘောလို့။အဲဟုတ်ပြီ။ကဲလိုက်တာကံလာပါပြီ။အမြင်မြင်ဆိုနေ။ဟာဆင်ပြေပါတယ်။ကေတူးမှစားရတာအရသာလည်းအရန်ရှိတယ်။နောက်ဝင်းဆောင်မှုလည်းအရန်ကောင်းတယ်။နောက်ပြီးတော့ဟိုပါဘောနော်အဲကွန်ကလည်းတအားအေးတယ်။ရာသူးတွန်းလည်းညီပြီးတော့ဟိုဘောနောက်တငယ်ချင်းတွေကိုလည်းဟိုဟာ sharing လုပ်ပေးပါမယ်။ အမြဲတမ်းလဲလာတိုင်းလာတိုင်းခေါ်လာပါမယ်မွေးနေ့နှစ်သိမ့်မှာလဲအဲတင့်တော်ပါတယ်ဟုတ်ကောင်းတယ်နောက်ပြီးတော့ဟိုကတီးဆုံရေကဲမုတ်အကုန်ကောင်းပါတယ်ကော်ဖီရေကဲမုတ်လည်းကောင်းပါတယ်အကုန်လုံးစားတောက်တွေရမ်းကောင်းပါတယ်ရေလိုစီကောင်းပါတယ် တမျိုးစီကတော့အကုန်သူ့ရတာနဲ့သူကောင်းပါတယ်ကျွန်တော်ကတော့ရိုးရိုးရေခဲမုတ်ကြိုက်တော့ကောင်းတယ်ရေခဲမုတ်လည်းအကုန်ကောင်းပါတယ်ဒီဆိုင်လေးမှာစားရတယ်အကုန်ညတာရှိပါတယ်နောက်ဈေးနှုန်းလည်းတင့်တင့်ပါတယ်လို့နော်ဒီဆိုင်လာလာအရင်အဆင်ပြေလို့ပြောရှင်ရပါတယ် ညာရန်ကောင်းပါစေဒီထက်မကတိုးတက်အောင်မြင်ပါစေ customer တွေကိုလည်းကောင်းမွန်တဲ့ဆောင်မှုနဲ့ပေးပြီးတော့ရသာရှိရှိလေးတွေထုတ်ကျွေးနိုင်ပါစေကဲအားလုံးကောင်းတယ်အဒီရောက်အကုန်လုံးကြိုက်ပါတယ်အလုံးစင်ပြေပါရဲ့ရှင်နောက်လည်းကြံခဏလာခဲ့ပါမရှင်အဲစီကြောသမားတော့မစားတော့လို့နေတာပဲပေါ့နော်တငယ်ချင်းတွေစားတဲ့ခါမှာစားကြည့်သေးရှိသွားတာပေါ့နော်စားကြည့်သေးရှိပြီးတော့ strawberry falooda တောက်လိုက်ပါတယ်ရမ်းအရန်ကောင်းပါတယ် ဆိုင်လေးကိုလည်းဆူတောင်းပေးပါတယ်လူကြီးလူကြီးတွေရဲ့ပါဇက်ထဲမှာလည်းအင်တန်မှရတာရှိတယ်နော်အခုလိုမျိုးလဲမွေးနေ့လေးကိုလဲ respect ပေးပြီးတော့မှအခုလိုလေးချင်းမြင်ပေးတဲ့အတွက်လဲဒါတို့လဲမွေးနေ့တိုင်းမွေးနေ့တိုင်းမှာပျော်ရွှင်ရပါစေ။ဟုတ်ကဲ့စီးကျူသမားတွေအတွက်ကတော့ကျွန်တော်တို့ကတော့တကြားပေါ့နော်။တကြားအတူတူစီးကျူသမားတွေနဲ့အဆင်ပြေအောင်အဲဒါ equal တကြားလေးကျွန်တော်တို့သုံးပေးပါတယ်ခင်ဗျာဟုတ်။အဲ နောက်တစ်ခါအချိုလျှော့မယ်ဆိုရင်ကျွန်တော်တို့ကပြောမယ်ဆိုရင်ဟိုပါပေါ့အစည်းတရားတို့ပါတို့ကျွန်တော်တို့ကလုံးဝမသုံးပါဘူးအဲ့ဒီကြောင့်မို့လို့ဟိုအချိုရတာတော့ရှိတယ်ဒါပေမဲ့ဒီချိုရတာဒီဒါ ice cream နဲ့အတီးကအနေပြီးတော့ထွက်တဲ့အချိုရတာတွေပဲဖြစ်တယ်ပေါ့နော်အဲ့ဒီကြောင့်ကျမကြီးအတွက်ကြတော့ဟိုစီချိုသမားတွေအတွက်ဆိုရင်အဲစီဂျိုသမားတွေအတွက်ဆိုကျွန်မရေအချိန်ကြီးဆိုးအောင်မဖြစ်စီပါဘူးခင်ဗျာဟုတ်ကဲ့အဲလက်ခွဲပြီးယူတာမဟုတ်ခင်ဗျာအခုလက်ရှိထိလဲကျွန်တော်တို့အမေကကျွန်တော် မိဘတွေပေါ့နော်အမေနဲ့အဖေနဲ့ပဲဦးစီးပြီးတော့လှုပ်ဆောင်ပါတယ်ဟုတ်ကျွန်တော်ကတော့ဒါရန်ကုန်ဆိုင်မှာတော့ကျွန်တော်ကိုစားအုပ်ချုပ်ပါတယ်ခင်ဗျာဟုတ်အဲနေရာကတော့ကျွန်တော်တို့ဒါတကယ်ဖွင့်ပြပြီးနီးကပ်လို့ရှိရင်တော့ page ကနေကြီးညာပေးပါမယ်ခင်ဗျာဟုတ်လက်ရှိကတော့ကျွန်တော်တို့ center တွေမှာဖွင့်ဖို့အဲ season နားနဲ့ plan လေးတော့ရှိပါတယ်ခင်ဗျာဟုတ်ကဲ့အဲဟုတ်ကဲ့ခင်ဗျာဟုတ်အဲကျွန်တော်တို့ဒါလက်ရှိကတော့ကျွန်တော်တို့မှာတော့ဟိုခဏခဏလည်းပြင်စားတဲ့ customer တွေကတော့များတာပေါ့နော် right customer တွေများပါတယ်အဲကျွန်တော်တို့ရဲ့အရသာသည်တခြား အဲဖာလူဒါတွေနဲ့ရန်ကုန်မြို့မှာရှိတဲ့တခြားဖာလူဒါတွေနဲ့ဆိုရင်မတူပဲကွဲကွဲထွက်နေပါတယ်ခင်ဗျကွဲထွက်နေတဲ့တခြားတချို့ customer တွေကတော့ details ကိုအဲကြိုက်ချင်မှကြိုက်ကြိုက်ကောင်းကြိုက်နိုင်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကစေတနာအပြည့်နဲ့ passion အပြည့်နဲ့ဒီအလုပ်ပေါ်မှာစိတ်ညစ်ပြီးတော့လှုပ်ဆောင်လာပြီးတာဖြစ်တဲ့အတွက်ဟိုအရသာအနေနဲ့တခုခုလိုအပ်ခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီဒီရေခဲမုတ်ပေါ်ထားတဲ့ passion နဲ့ အချစ်ချင်းတရားတွေတော့ဒါကဆမ်မာရီနဲ့တွေ့ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကတော့ sign ကိုလက်စားပြုဖိတ်ခေါ်ပါတယ်ကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ပြီးတော့ဟိုဝန်ဆောင်မှုလည်းပေးဖို့အသင့်ပါခင်ဗျာဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီဘက်ချန်ကတော့တီးဆုံရေခဲမုတ်ပါတီးတီးဆုံရေခဲမုတ်အဲဒီဘက်ချန်လေးကတော့ jelly wall ပေါ့နော်ဟုတ်ကလေးတွေအကြိုက်အမီနျူဖြစ်ပါတယ်ဟုတ်ကဲ့ဈေးကတော့ဈေးလောက်ရှိပါအဲဈေးက1000ကျော်ရှိပါမယ်ခင်ဗျာ လေးကြိုက်ကြလားဟုတ်ကဲ့တကယ်ကြီးကြိုက်ပါတယ်ရေခဲမိုးကျွန်တော်တို့ရွေးလို့ရပါတယ်ပုံမှန်ဆိုရင်ကျွန်တော်တို့စတော်ဘယ်ရီနဲ့လုပ်ပေးပါတယ်ခင်ဗျာစတော်ဘယ်ရီနဲ့ကတော့ပို့ပြီးတော့လိုက်ဖတ်ပါတယ်ဟုတ်ဒီဆုံးရေကမုတ်ကကျတော့ရေကမုတ်ကတော့စတော်ဘယ်ရီကိုကျွန်တော်တို့သုံးပေးတယ်။အဲကျန်တာတော့အသီးအဆုံပေါ့ထောပက်သီးပါမယ်။အဲအဲထောပက်သီးမပေါင်းမှောင်းငပြောသီးပါမယ်။ပန်သီးပါမယ်။နဂမောက်သီးနောက်ခါဂျယ်လီဂျယ်လီလုံးလေးတွေပါမယ်ခင်ဗျ။ဟုတ်ပြီး wish me cream ပါပါတယ်ခင်ဗျ။အဲ့ဒါလည်းအစားများလား။ဟုတ်ကဲ့ဒီဆုံးရေကမုတ်လည်းစားများပါတယ်ဟုတ်။ ော့တော့မဟုတ်ဘူး။ခုနကမတက်လေလူကြီးအတိုင်းတွေတွေ့ရတော့မွေးနေ့လုံးနေတာတွေ့ရတယ်။ဟုတ်ကဲ့။ဒီလိုမျိုးတော့မော်လီဘတ်ကအဲ့လို service ပေးရ။အဲမွေးနေ့လောက်ဖို့အတွက်ကတော့ service တော့မပေးဘူးမ။မပေးဘူးဒါပေမဲ့မွေးနေ့ gate တွေပါတွေယူလာလို့ရတယ်ကျွန်တော်တို့ service charge တွေပါတွေမကောက်ဘူး။အဲမွေးနေ့ gate ကိုလည်းယူလာပြီးကျွန်တော်တို့စီမှာမွေးနေ့ခွဲတာတို့ပွဲလောက်တာတို့လုပ်လို့ရပါတယ်။ဟုတ်ကဲ့။ အသက်ကြီးပိုင်းပေါ့အမှအသက်50နဲ့60အရွယ်ကတ်ဆမ်မာလေးတွေလာကြပါတယ်လာတဲ့ခါမှာလည်းဒီတငယ်ချင်းတွေနဲ့ပေါ့တငယ်ချင်းတွေနဲ့လာတဲ့ gathering အနေနဲ့တွေ့ပြီးတော့မွေးနေ့ပွဲတွေလုပ်ကြတာလည်းရှိပါတယ်ဆိုင်ပါခင်ဗျအဲဒါဒါတွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကတော့ဟို PT ဖြစ်ရတာပေါ့နော်ဟုတ်ပါဆိုအသက်လေးကြီးပြီးဒါတချို့ customer တွေဆိုရင်အသက်9တန်းနဲ့ကပေါင်းလာတဲ့ customer တွေအခုအသက်60နဲ့တနည်းပြည့်မွေးနေ့ကိုဒီမှာလလုတ်သွားတာရှိပါတယ်ခင်ဗျာဟုတ် ဟုတ်ကဲ့တို့ရဲ့ပျော်ရွှင်မှုကိုကြည့်ပြီးကျွန်တော်တို့ PD ဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒါအသက်ငယ်သေးတာတော့မှကျွန်တော်တို့တငယ်ချင်းတွေဆိုရင်အဲတူတကွာတွေ့ရဖို့စုစည်းဖို့ဆိုတာတော်ရုံမလွယ်တော့တဲ့အန်ဒီထားဖြစ်နေတော့ပေါ့နော်ဒါပေမဲ့အခုအသက်ဆိုရင်60နဲ့တနှစ်ပြည့်မွေးနေ့မှာဒီတငယ်ချင်းတွေ9လနဲ့ရပေါင်းလာတဲ့တငယ်ချင်းတွေ10ယောက်ကျော်အတူတကွာမွေးနေ့ပွဲလုပ်တာကိုတွေ့တော့ဟိုအားလေးအားကြတယ်ကျွန်တော်တို့လည်းဒါဒီအန်တီတို့အရွယ်ရောက်လို့ရှိရင်အဲဒီလိုမျိုးတောင်ဖြစ်ပါမလားဆိုပြီးတော့လေတွေးမိတယ်ပေါ့နော်ဟုတ်ကဲ့